လင်ကြောက်ပြူကြခဲ့ရတဲ့စကိုင်းတရာပြူပြင်းလုပ်ငန်းတွေကိုဂျွန်လာ၁၇ရက်နေ့မနက်ပိုင်းကစတင်နေတယ်လို့ဒေတာခန့်တွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့မတ်လ၂၈ရက်နေ့ကစကိုင်းမြို့အနီးဗဟိုပြူလောက်ခတ်ခဲ့တဲ့ငလင်ကြောက်စကိုင်းနဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့ EAOR မြစ်ကူတရာစကိုင်းတရာမှာပြူကြပျက်စီးသွားခဲ့ရပါဗျ။တရားပြန်လေတိဆောက်ရေးအတွက်အိန္ဒိယကနေနီးပညာအကူအညီပေးမှဖြစ်ပြီးကွင်းစစ်စစ်ဆေးရာတွေလှုံ့ဆော်ပြီးနောက်တိဆောက်ရေးလုပ်ငန်းတွေကိုစတင်လာတာပဲဖြစ်ပါတယ်။ လက်ရှိချိန်မှာဆောက်လုပ်ရေးဝန်ကြီးဌာနကဝန်ထမ်းတွေရောက်ရှိနေပြီးတရားကိုအသွားလာပိတ်ထားတယ်လို့ဒေတာခန့်တူကပြောပါတယ်မီလာ29ရက်နေ့မှာစကိုင်းတရာပြုပြင်ရေးအတွက်တစိုက်တပိုင်းအုံပြုဖို့ဘီလက်မြေတွေကိုအိန္ဒိယအစိုးရကရန်ကုန်ရှိတန်ယုံကနေတစင်ပံ့ပိုးကူညီပေးခဲ့ပါတယ်။တရာတီဆောက်ရေးအပြီးမှာတရာပေါင်တီဆောက်ရေးကိုစက်တိုက်လှုံ့ဆောင်သွားမှာဖြစ်တယ်လို့မြေရထားဝန်ထမ်းတို့ကပြောပါတယ်။ ်စစ်ကောင်စီအနေနဲ့စကိုင်းတရာပြုပြင်ရေးအတွက်နိုင်ငံတော်ဘတ်ဂျက်ကနေအသုံးပြုသွားမှာဖြစ်တယ်လို့နီဆတ်သူရေစီကနေတည်ထားပေမယ့်ပမာဏအတိအကျကိုတော့စုံစမ်းနေစေဖြစ်ပါတယ်